ဟိုရောက်မှာရောအချိန်ကြီးအေးဆေးပဲလားဟို live မှာတော့တင်းနေတာစုံနေတာပဲကွာရန်ကုန်မှာတော့အေးဆေးပါပဲအားလုံးမင်္ဂလာပါခင်ဗျာ Let's do the new channel ကနေကြိုဆိုပါရယ်အနာသိစစ်တပ်ကပြုလုပ်ဖို့စီစဉ်နေတဲ့ယူကော့ပွဲအတွက်ဝါဒပြန့်ထားတဲ့ဇာကားကိုဝေဖန်မိတဲ့ဒါရိုက်တာ မိုက်တီနဲ့ဇယံအူတို့ဖန်စီထိန်းသိမ်းခံရပါရယ်အကယ်ဒမီနေတုံးတဲ့မြင့်မြတ်တို့ဦးဆောင်ရကူထားတဲ့ခေတ်သမိုင်းကိုတုံးဆိုင်မိသူများဆိုတော့ ရကောက်ပွဲဝါဒဖြန့်စကားကိုပြည်သူအများတော်လန်အမှုပညာအတိုင်းဝိုင်းနဲ့တော်လန်ရဲ့ရာစုတွေဘက်ကအပြင်းထန်ဝေဖန်နေတာပါအဲ့လိုဝေဖန်သူတွေအများကြီးတွေကဒါရိုက်တာမိုက်တီခေါ်တန်ထွန်းစောဇယံဖြစ်တဲ့ဂျုံဝင်းထွတ်ခေါ်ဂျုံမင်းထွတ်ဟာတာကျုပ်ဆောင်အွန်လိုင်းခေါ်ဆော်မင်းတို့ကတော့စစ်တပ်ရဲ့ဈေးဥပေါက်အေးအေးခံလိုက်ရတာဖြစ်ပါတယ်သူတို့ကအချက်လက်အမှားနဲ့ဒိုင်ယန်လော့အလွဲတွေပါဝင်နေတဲ့အဲ့ဒီဝါရဖြန့်ဇလန်းနဲ့ပါဝင်တရုတ်ဆောင်ခဲ့သူတွေကိုပြီးခဲ့တဲ့အောက်တိုဘာ29ရက်မှာ ူမှုကွန်ရက်ပေါ်ကနေဝေဖန်ရေးသားတာတွေပြုလုပ်တယ်လို့ဆွဆွဲပြီးနေနေဝင်ရောက်ဖမ်းဆီးခဲ့တာပါသူတို့သုံးကိုရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေနဲ့တရားစွဲဆိုအရေးယူမယ်လို့အော်တိုဘာ29ရက်ညပိုင်းကစစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်ထဲပြောဆိုထားပါတယ်တိုင်တာမတီကတော့စစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ညင်သူတွေကိုနှိကုတ်တယ်ဥပဒေပုံမှန်905ကာဂျီနဲ့ဖမ်းဆီးထောင်ချခံခဲ့ရပူပါတယ်။ဒါကြောင့်လူငင်းတဲ့အတူနောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ရင်း အဲ့ဒီပြစ်ဒဏ်အပြင်ကြံပြစ်ဒဏ်တွေကိုပါတပေါင်းနဲ့ဆက်လက်ကြခံရမယ်ဆိုတဲ့ခံဝင်ထိုးပြီးလွတ်မြောက်လာသူဒါရိုက်တာဟာအခုတော့ပြစ်ဒဏ်နှစ်ခုပေါင်းကြခံရတော့မယ်အခြေအနေကိုရင်ဆိုင်နေရပါတယ်။သူကလွန်ခဲ့တဲ့2022ခုနှစ်အောက်တိုဘာ28ရက်နေ့လွန်ငိမ်းမှာလွတ်မြောက်ခဲ့တာပါ။ဒါကြောင့်စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်ထဲမှာလည်းအရင်လွန်ငိမ်းခွင့်ပြုခဲ့တဲ့ပြစ်ဒဏ်ကိုပြန်လည်ကြခံစေရေးဆောင်ရွက်သွားမယ်လို့ထည့်သွင်းဖော်ပြထားပါတယ်။ ောက်ပြီးဇက်ဖို့တရုတ်ဆောင်ဂျုံဝင်းထွတ်ကိုဂျွန်မင်းထွတ်ဟာသာတရုတ်ဆောင်အုံနိုင်ကိုဆော်မင်းတို့ကိုလည်းရွေးကောက်ပွဲအကာအကွယ်ပေးဥပဒေနဲ့အပြင်းပြင်းထန်ထန်အရေးယူတာတွေပြုလုပ်သွားမယ်လို့အာနာတင်းစစ်တပ်ကဆိုပါရယ်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းအတူရောင်ရွေးကောက်ပွဲအတွက်ဝါဒဖြန့်ပေးခဲ့တဲ့တရုတ်ဆောင်တွေကိုဝေဖန်ခဲ့တဲ့ post တွေကိုလက် react ပေးခဲ့တဲ့ရုရှင်တိုက်တာနှစ်ဦးကိုဖမ်းဆီးဖို့စစ်တပ် lobby တွေကဆော်ဩနေကြပါရယ် စစ်တပ် lobby telegram channel တွေဖြစ်တဲ့ဟန်ငင်းဦးကျော်စွာကိုသက်စတဲ့ account တွေမှာ Titan အုပ်ဖြစ်တဲ့စပူထွန်းတက်လွင်တဲ့အောင်ချမ်းလူတို့ကိုဖမ်းဆီးဖို့ပြားပေးနေတာဖြစ်ပါတယ်။စစ်ကောင်မရှင်ရတူအောင်ယူကောက်ပွဲအတွက်ဝါဒဖြန့်ရုပ်ရှင်ဖြစ်တဲ့ခေတ္တမိုင်းကိုဒုံးဆိုင်မိသူများအမိရဇလန်းကိုနေတိုးမြင့်မြတ်နေဝင်းအေဂျင့်မောင်မင်းမြင့်မူချူးလေးငပြောကျော်အောင်ခိုင်တွက်လက်စူပါလင်းတို့အပြင် အလူပညာရှင်အများအပြားပါဝင်တရုတ်ဆောင်ထားပြီးအဲဒီရုပ်ရှင်မှာပါဝင်ခဲ့သူတွေကိုလူမွေပြစ်ဒဏ်ပေးဖို့ပြည်သူတွေကလုံဆောင်နေကြပါတယ်။ဒီရုပ်ရှင်နဲ့ပတ်သက်ပြီးတော်လန်လူပညာရှင်တို့ဖြစ်တဲ့ဒိုင်တာကိုဘော့ကလည်းသူ့ရဲ့လူမှုကွန်ရက်ကတစဉ်အော်တိုဘာ29ရက်နေ့တုန်းကပြည်တွင်းကအမှုပညာသမားများသို့ပေးစာဆိုတဲ့ကောင်းစဉ်တက်ပြီးဝေဖန်ပို့ဆောင်မှုတွေပြုလုပ်ခဲ့ပါတယ်။အခုရုပ်ကောက်ပွဲကမှန်ကန်တယ်လို့ထွက်ရက်ပြလိုက်သူတွေဟာစစ်တပ်ကလုပ်နေတဲ့ဘုံကျဲတပ်ဖြတ်မှုတွေမိရှုတပ်ဖြတ်မှုတွေရရဆက်ဆက်တပ်ဖြတ်မှုတွေကိုထောက်ခံလိုက်တာနဲ့အတူတူပဲလို့သူကပြောပါရတယ်။ တခါစစ်တပ်ထဲအခုရုပ်ရှင်ရိုက်နေသူတွေနဲ့ပတ်သက်ပြီးရုပ်ရှင်အကြောင်းအစနစ်တကျဘာမှမတက်သူတွေဇညုံးဆိုတာဘာမှမသိသူတွေဝိတုဆောင်ကစားရကူးချပြီးဇညုံးရေးနေသူတွေလို့ကိုပေါက်ကပြောပါရယ်ဆက်လက်ပြီးစစ်အာဏာရှင်မရှိရင်အားလုံးကုတက်ပုံမူပြီးပြည်သူ့ဘဝလုံခြုံကအနာဂတ်အေးမှဖြစ်ပြီးကိုနှစ်သက်တဲ့အမှုပညာတွေကိုဖိနှိပ်မှုကင်းကင်းနဲ့လွတ်လပ်လပ်ဖန်တီးနိုင်မှာဆိုတဲ့မျှော်လင့်ချက်နဲ့အဓိကမျှော်လင့်ချက်ကတော့ပြည်သူ့ဘဝအနာဂတ်အေးဖို့ဖြစ်တယ်လို့တော်လန်မှုပညာရှင်ကဆိုပါရယ် နောက်လူတွေရောအခုလူတွေရောမင်းတို့ကငါတို့ကအများကြီးမတောင်းဆိုပါဘူးပြပြတသားရဲရမယ့်အချိန်တော့ရောက်လာခဲ့ပြီမရနိုင်သေးရင်တော့နှာစီးပေးနေရင်ကိုရပါပြီပေါ်တင်ကြီးတွေတော့ဇွမမကြနဲ့ကွာလို့ဒါရိုက်တာကိုဘောက်ကအေးအေးသားပြောဆိုထားပါတယ်ပြီးခဲ့တဲ့စက်တင်ဘာကနေအခုအောက်တိုဘာနောက်ဆုံးပတ်ထိစစ်ကွန်မရှင်ရေးဆွဲပြဋ္ဌာန်းထားတဲ့ရေကောက်ပွဲအန်တာနောက်ဆက်ဖြည့်ဆည်းခြင်းမှာကာကွယ်ပေးဥပဒေနဲ့ဖန်စီခံထားရသူ64ဦးရှိနေပါတယ် အဲ့ဒီတည်းကရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်အေးတာမြို့မှာနေထိုင်တဲ့လာရှိုးဘေဂျီဆိုတဲ့အကောင့်ပန်ရှင်ကိုတော့အဲ့ဒီဥပဒေနဲ့ထောင်ဒဏ်9နှစ်အဖြစ်ပထမဆုံးချမှတ်ထားခိုင်းခဲ့ရပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့ channel လေးကို subscribe လေးလုပ် like လေးနှိပ်ပေးပြီးအမှတ်ချက်လေးတွေဝင်ပေးဖို့လည်းဖိတ်ခေါ်အပ်ပါတယ်မြန်မာပြည်သူပြည်သားပေါင်း glowing ဆန္ဒတွေပြည့်ဝပြီးကိုကျမ်းမှာစိတ်ချမ်းသာကြပါစေခင်ဗျာ